ာပါခင်ဗျာကျွန်တော်ကတော့ညီနေပါဒီဝီရုပ်မြင်သံကြားမနေ့စင်တာချင်းရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့ပါမြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့လူအကစားသတင်းတွေကိုလည်းရှုသားကြအောင်ဖြစ်ပါတယ်ခင်ဗျာအားရန်ဒီလက်မဲ့ရဲ့ပထမဆုံးစက်သိန်းတသောစုပေါင်ပွဲကိုဒီနေ့မှာတားကောင်းရေသနာထီဆိုင်ကထီနမက်ပါဆောက်5968ခုနဲ့စုခူးတော့ပါတယ်မက်လာအတွင်းမှာရောင်းချခဲ့တဲ့900ရန်ဒီလက်မဲ့တွေကနေစက်သိန်းတသောစက်ဟာအမြင့်ဆုံးစုကြည့်ဖြစ်မြန်မာနိုင်ငံမှာပထမဆုံးဖွင့်လှစ်ပေးခဲ့တာပါ ကြက်သိန်းတသောခံတူးရှင်ကိုတော့လက်တလုံးမသိရသေးပေမဲ့ရောင်းချပြီးသားစုလက်မှတ်ဖြစ်တယ်ဆိုတာကိုတာကောင်းရန်နာထိဆိုင်ပန်ရှင်ကအတည်ပြုပြောကြပါရယ်ကြက်သိန်းကားတော်ကိုတော့ဂါကြီးခွန်3903 3နဲ့ကြက်သိန်းတထောင်ကိုတော့ပါစောက်816413စရယ်ထိနံပါတ်တွေနဲ့ရွှေမြမာထိဆိုင်ကစုခူးသွားခဲ့ပါရယ်ခင်ဗျာနံပါတ် ရခိုင်ပြည်နယ်အမ်းမြူနယ်ကတတွင်းမဲုံ၁၄ဦးထဲမှာပါဝင်တဲ့အနောက်ပိုင်းနယ်စစ်ဌာနချုပ်အရာရှိစစ်တီမိသားစုဝင်တွေမဲပေးဖို့တတ်မှတ်ထားတဲ့အမ်းမြောက်ကျေးရွာအုပ်စုမဲုံအမှတ်၅မှာမဲပေးခဲ့ကြပါတယ်တမတော်သားအရာရှိစစ်တီနဲ့မိသားစုဝင်တွေကတချို့ဟာဆိုရင်မဲပေးဖို့အတွက်မနေ့6ရက်လောက်ထဲကလာရောက်ဆောင်ဆန်းနေတာလည်းဖြစ်ပါတယ်ဒီမဲယုံဟာအမ်းမြူနယ်တဲကမဲယုံတွေထဲမှာမဲပေးသူများပြတဲ့မဲယုံတေယုံလည်းဖြစ်ပါတယ်ဒါအပြင်တတွင်းမဲယုံတေယုံဖြစ်တဲ့အမှတ် 381ချင်းမြန်တန်ရင်မှာလဲအရာရှိစစ်တီမီသားစုဝင်တွေလာရောက်မဲပေးခဲ့ကြပါတယ်ခင်ဗျာဒီကနေ့ဧပြီလ10ရက်နေ့ကမြန်မာနိုင်ငံတဝမ်းမှာဂျာဖြက်ရွေးကောက်ပွဲစတင်ကျင်းပနေပါတယ်အခုရွေးကောက်ပွဲမှာတော့လေးလံနေတဲ့နေရာ19နေရာအတွက်နိုင်ငံရေးပါတီပေါင်း20ကျော်နဲ့ကိုယ်စလဲစုစုပေါင်း90ကျော်ဝင်ရောက်ရှင်ပြိုင်နေကြတာပါပါတီတွေအကျိအနေရှိနိုင်တယ်ဒီခိုင်မီနဲ့အမ်းမြို့နယ်ကမဲပေးနေတဲ့အခြေအနေတွေကိုသိနိုင်ဖို့တော်ရောက်သတင်းယူနေတဲ့ဒီဝီသတင်းတော့ကိုအကာကိုတိုင်းရဲ့မေးမြန်းကြည့်မှာဖြစ်ပါတယ် တော့ကိုကကရေအမ်းမြုံနယ်ကပေါ့နော်ဒီမနေ့ရွေးကောက်ပွဲဒီမဲပေးနေတဲ့အခြေအနေကိုအရင်ဆုံးပြောပြပါအောင်ဗျဟုတ်ကဲ့ပါခင်ဗျကျွန်တော်ဒီအမ်းမြုံနယ်ကဒီမြို့ပေါ်ရက်ွက်တွေကတော့နော်မဲယုံတွေကတော့ကျွန်တော်တို့ဥရိပါတိုင်းမဲ့မနေ့6ថ្ងៃမထိုးခင်ကအစီအစဉ်ဖြစ်နေပါတယ်မနေ့6ថ្ងៃဆိုတာနဲ့မဲယုံတွေကဒါတော်တော်များများအကုန်လုံးဖွင့်ကြပါပြီမဲယုံတွေဖွင့်ကြတာနဲ့ဒီစိတ်ပါဝင်စားတဲ့သူတွေကလည်းကျွန်တော်တို့ဒါလာပြီးတော့မဲယုံဖွင့်ဖွင့်ခြင်းဆိုတာနဲ့စပြီးတော့ ဒါမဲလာပေးနေကြပါတယ်ခင်ဗျမဲပေးတဲ့သူမဲတာကလွဲလို့ရှိရင်ကျွန်တော်တို့ဒါအကုန်လုံးကစိတ်ဝင်စားနဲ့လာပေးကြပါတယ်အမျိုးသားအမျိုးသမီးဒါအသက်ကြီးတဲ့သူငယ်တဲ့သူအကုန်လုံးဒါတော်တော်လေးကိုလာပေးကြတယ်တွေ့ရပါတယ်ခင်ဗျအဲ့တော့လေလာပေးတဲ့လူတွေမှာဒီစိတ်ဝင်စားမှုထိုက်လောက်ရှိရဲဆိုတော့ဥမာရာကနောင်းအဖြစ်ပေါ့နော်ဒီမဲုံမှာလူဥမာတရားပေးရမယ်ဆို90လောက်ပေးရလားဘယ်လောက်ကြာရင်လောက်ရှိမလဲနောက်ပြီးတော့ဒီဂျာဘဲရေကောက်ပွဲအပေါ်ပေါ့နော်ပြည်သူတွေရဲ့စိတ်ဝင်စားမှုကောဟိုဘယ်လောက် ထပ်ပြီးတော့ရှိနိုင်အောင်မလဲပေါ့နောက်ပြီးတော့မဲပေးလူတဲ့လူတွေရဲ့ဒီခုနပြောလို့အရေးအတွက်ပေါ့နော်အရေးအတွက်အော်ဒီအခြေအနေဘယ်လောက်ရှိမလဲပေါ့အားလေးလည်းပြောပါဦးဟုတ်ကဲ့ပါခင်ဗျကျွန်တော်အခုရောင်းနေတဲ့မဲယုံဆိုလို့ရှိရင်တော့ဒါအမ်းမျိုးပေါ့ကဒါဈေးရက်ွက်ရဲ့မဲယုံတစ်ပေါ့နော်ကျွန်တော်ဒီမဲယုံကဆိုလို့ရှိရင်ကျွန်တော်ဒီအမ်းမျိုးနယ်ထဲမှာဒီစနမဲပြပိုင်ခွင့်အဲရှိသူတွေအများဆုံးပေးရမယ့် အဲမဲယုံပေါ့နော်မဲယုံနေတယ်မှာသူကတော့ဒါဟိုလူကြီးတစ်ထောင်အထက်ပေါ့နော်ဒီလိုမျိုးဒါကတော့အမ်းမျိုးပေါ်မှာအများဆုံးမဲယုံနေပါဒီလိုအခြေတွက်နဲ့တွက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအခုချိန်မှာပေးတာကကျွန်တော်တို့ဒါ2000ဒီ15အထူးထူးယူကော့ဝက်ဆာလို့ရှိရင်အခြေတွက်အဖြစ်နည်းနေသေးတယ်ပေါ့နော်နည်းနေသေးတယ်ဒါပေမဲ့ကျွန်တော်တို့အစိုးရတဲ့မှန်းတယ်လို့မျိုးကျွန်တော်တို့ဒီ50ရာခိုင်နှုန်းလောက်ကတော့စိတ်ဝင်စားမှုရှိတဲ့လို့ဒါမှန်းထားကြတဲ့အခါကျတော့အခုလာပြီးတဲ့အခြေအနေအရကျွန်တော်တို့ဒါဟိုဟိုရာခိုင်ဝင်းကျင်လောက်တော့ ရှိနေပြီပေါ့နော်အဲ့ဒီခါကျတော့ကျွန်တော်တို့ဒီတနေကုန်ဆိုလို့ရှိရင်တော့ထောက်ဝက်လောက်ထိကတော့သူ့အနေနဲ့သူရောက်သွားတဲ့အနေထားရှိမယ်လို့တော့ဒါအကုန်လုံးကတော့ဟိုခံမှန်းထားကြပါတယ်ဒီကကျွန်တော်တို့တခြားဒီဟိုတောင်ဝင်ပါတီကတောင်ရှိတဲ့သူတွေအောင်အဲ့လိုမျိုးတော့မှန်းထားကြပါတယ်ခင်ဗျဒါကတော့အထိုက်လျောက်ပေါ့နော်စိတ်ဝင်စားတဲ့အခြေအနေပါဒါပေမဲ့2015တုန်းကလောက်တော့ဒါမများသေးတဲ့အနေထားကတော့ရှိပါတယ်ခင်ဗျပြီးတော့ဒီမဲပေးတဲ့သူတွေအနေနဲ့ကလည်းဒီအဲထဲမှာကတော့တော်တော်လေးကိုအစီအပြေပေးလို့ရတဲ့အနေအထားရှိတယ်လို့ဒါကျွန်တော်မေးရတဲ့သူတွေ ကတော့ပြောဆိုကြပါတယ်ခင်ဗျအဲ့တော့ဒီမဲုံနေအနေနဲ့ရောဘာဖြစ်ဒါဂျာဘက်ရုပ်ကောက်ဝဲဆိုမယ်လဲဟိုမဲပေးရတဲ့မဲဆန္ဒတွေလည်းရှိတယ်ဆိုတော့ကအခုလက်ရှိပေါ့နော်ဒီရုပ်ကောက်ပွဲမှာပွင့်လင်းမြင်မဲုံနေအနေနဲ့ပေါ့ပွင့်လင်းမြင်တော်မှုအခြေအနေရောဘယ်လိုရှိလဲနောက်တရင်သမားတွေရောဟိုတရင်ယူရတာဘယ်လိုအခြေအနေရှိမလဲဟုတ်ကဲ့ပါခင်ဗျာပွင့်လင်းမြင်တော်မှုကကျွန်တော်ဒါမဲုံနေအကုန်လုံးမိပါမှာတော်တော်လေးကိုပွင့်လင်းမြင်တော်မှုရှိတယ်လို့ပြောလို့ရပါတယ်တရင်သမားတွေကကျွန်တော်တို့ဒီဒီတက်မှတ်ဒီမဲယုံအတွင်းပေါ့နော်မဲယုံအတွင်းက တို့ဒီမဲပေးနေတဲ့မဲယုတ်တွင်းကလဲလို့ရှိရင်ကျွန်တော်မဲယုတ်အပြင်ဘက်ပေါ့နော်မဲယုတ်အပြင်ဘက်မှာကျွန်တော်တို့ဒါကျွန်တော်ဆိုဇွန်ဆွဲပြီးတော့ပေါ့နော်စသဖြင့်ဓာတ်ပုံရိုက်ကူးလို့ရတယ်အပြင်ဘက်မှာလွတ်လွတ်လပ်လပ်ကျွန်တော်မဲထွက်လာတဲ့သူတွေကိုမေးလို့ရတယ်နောက်တစ်ခါကျွန်တော်တို့ဒီစောင့်ကြည့်လေ့လာတဲ့သူတွေကတော့အထဲမှာအေးစစ်စစ်လွတ်လွတ်လပ်လပ်စောင့်ကြည့်လို့ရတယ်မဲပေးတဲ့သူတွေကလည်းလုံးဝလွတ်လပ်ပွင့်လင်းမြတ်တာမှုရှိရှိနဲ့မဲပေးခွင့်ရတယ်လို့ပြောကြပါတယ်ပြီးတော့အထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါမဲယုံမှုတွေသူမဲယုံမှုတွေတခြားတောင်းရင်ကြတဲ့သူတွေကလည်းဒီမဲပေးတဲ့သူတွေကိုအပြေအဝ ကူညီပေးကြတယ်လို့ပြောကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအကကြီးကျေးဇူးတင်ပါတယ်ကိုအကကြီးဒါကတော့အမ်းမြို့နယ်မှာဂျာဖစ်ယူကောက်ပွဲအတွက်မဲပေးတဲ့အခြေအနေတွေကိုသတင်းယူနေတယ်ဒီကိုအကကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းတာဖြစ်ပါတယ်ဆက်လက်ပြီးသတင်းတွေကိုတင်ဆက်ပေးပါမှာခင်ဗျာကောင်းဦးမြို့နယ်ကကြိုတင်မဲလက်မှတ်တွေမှာကော်မရှင်တစိုက်တုံးမပါရှိတာကြောင့်မဲဆန္ဒရှင်တွေနဲ့ကိုယ်စားလှယ်လောင်းတွေကကန့်ကွက်ဝေဖန်မှုတွေရှိနေကြပါတယ်ဟင်းကိုကသတင်းပေးပို့ထားပါခင်ဗျာဒီဟိုလေဘာလို့လဲအကြောင်းလည်းမကြောက်ဘူး ကော်မွန်မြို့နယ်ကလူရေ450ကျော်ရှိတဲ့တောင်ချောင်ကြီးရော်ထဲမှာမက်စလာ30အနီးကဂျူတင်မဲကောက်ခံရမှာရွေးကောက်ဖွဲ့ကော်မရှင်တစ်စိတ်လုံးနဲ့မရုပ်မူလက်မှတ်မပါရှိတဲ့ဂျူတင်မဲလက်မှတ်တွေနဲ့ကောက်ခံခဲ့တာဖြစ်ပါတယ်ဒီလိုကော်မရှင်တစ်စိတ်လုံးမပါတာကိုဂျူတင်မဲပေးသူ33ယောက်မြောက်မဲပေးချိန်မှာတိရှိခဲ့ရတာဖြစ်ပြီးရွေးကောက်ဖွဲ့ကော်မရှင်ကတာဝန်ရှိသူတွေကိုအကြောင်းကြားခဲ့ပေမဲ့အလရကူပြည်စင်မပေးပဲအချိန်တော်ကြာညှိနှိုင်းခဲ့ရတယ်လို့ကြည်ရနေမဲဆန္ဒရှင်ပြည်သူကဆိုပါတယ်ဘယ်ပါတီကိုပဲပြပြဘာကြီးလို့ပဲက အခုလိုသူတို့မှာကောပြင်နန်းကိုအမျိုးမျိုးတက်ဟောရမယ်နော်တော့သူကလည်းဒီကော်မရှင်ကအခုမှတက်လို့တည်းအစ်မဟုတ်ဘူး2015တုန်းကလေသူကလှုပ်ထားရဲ့ကောဒီနေရာမှာပဲသူလှုပ်ထားရဲ့ကောဆိုတော့ဥပမာမှာဆိုလို့ရှိရင်9ပြားလောက်3ပြားလောက်ကိုမေ့လျော့လို့ဖြစ်သွားတယ်ဆိုရင်ဒါကဖုန်းလို့တင်တာပေါ့အခုကအစအရည်ပြီးတော့အခုအဆုံးတဲ့အတိုင်းပဲဆိုကြပါစို့ဗလာဆိုတော့အခါကျတော့ဘာကြီးတို့ဘယ်တိတ်ပြီးတော့မျက်နှာတော့ကြည့်တာပေါ့ကောင်း ဘာကြီးတို့ကလုံးဝဘာကြီးတို့ကဒီ32ပြားကိုဘယ်လို32ပြားကိုဘာကြီးတို့ကဘယ်လို့မှဆုံးဆုံးမခံနိုင်ဘူးအခုလိုလက်မမှုပြစ်စေခဲ့တဲ့ရကြီးရွက်ောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးကျော်မြင့်ဟာရွက်ောက်ပွဲအတွေ့အကြုံနှစ်ကြိမ်ရှိခဲ့မှုတူဖြစ်ပြီးအခုဒီကြိမ်ရွက်ောက်ပွဲဥက္ကဋ္ဌဖြစ်တာဝန်ထမ်းဆောင်တာဟာ3ကြိမ်မြောက်ဖြစ်ပါတယ်ဒီလိုအတွေ့အကြုံရှိတဲ့သူလူအနေနဲ့မယုံမှုလက်မှတ်တွေနဲ့ရွက်ောက်ပွဲကော်မရှင်တသိမ့်မပါတော့ခွင့်ပြုပေးခဲ့တယ်ဆိုတာဒီရောကျရှိရှိလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ဝေဖန်မှုတွေလည်းရှိနေတာပါ ဒါသူမဲဆန္ဒရှင်ပြည်သူတွေဒါသူစော်ကားတယ်လို့ပြောတာ။ပြဲမဲပေးနိုင်တဲ့ပြည်သူပြောရအခွင့်အရေးကိုဆုံးရှုံးအောင်တုပ်ပလိုက်တာ။အဲကျွန်တော်ရဲ့ခံစားချက်ပဲမှာဆိုကျွန်တော်လည်းဒါမဲထရမှာဆိုကျွန်တော်မဲကိုကြော်တမိုးထားပါဘူး။ဒါအဲပြောရမယ်ဆိုတော့ဆက်ဆံရှင်ပြည်သူတွေကိုအကွက်ချက်ကြဆော်ကလိုက်တာ။ကျူတီမဲတွေကောက်ခံတာနဲ့ပတ်သက်ပြီးကော်မွန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုတွားရောက်မေးမြန်းခဲ့ပေမဲ့ အလားတူကိစ္စရုံမှာဖြစ်ပွားခဲ့ပဲကောလာဟာလာတခုသာဖြစ်တယ်လို့ညင်းဆိုခဲ့ပါတယ်အဲ့တော့ဒါဟိုဒီမှာဒါသူတို့ဟိုဒီနည်းနည်းပပဟိုဒါဒါဒါဂါရီကဘာမှအကုန်အဆင်ပြေပြီးသွားပြီဒါတွေနော်လုံနေတဲ့လေးဟိုဒီပေါ့မင်းမင်းမဒီဒီမှာတစလုံးထုတ်ပေါ့လေတို့ကဒါဖြတ်ပြီးတော့ဒါဆော်ရတာပေါ့နော်စီဝေးတွေခေါ်ပြီးတော့ဒါတွေမကြံအောင်ပါလေဒီမင်းမမဆိုးရှင်တွေ့နေမဲ့ဆိုးရှင်အခုကဒါတွေတို့ပါမှာပေါ့နော်အဲ့ဒါမပေါအောင်ဆိုဖြတ်ပြီးတော့ဒါတို့ကလည်းပြောရ မနေ့ကညတော့ထပ်ပြီးခေါ်ပြီးတော့သတိပေးတာအကျဉ်းချင်းသားကြီးတွန်းဆော်ပြတယ်။ရောက်ကပေါင်း9ရက်ခွဲနဲ့ကြီးရပေါင်း55ရက်ရှိတဲ့ကော်မူးမြို့နယ်မှာမဲယုံပေါင်း155ရုံရှိပြီးမဲပေးခွင့်ရှိသူပေါင်း6400ကျော်ရှိနေတာဖြစ်ပါတယ်။ဒီမဲဆန္ဒနယ်ဟာ2015ခုနှစ်အထွေထွေရွေးကောက်ပွဲမှာနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ဝင်ရောက်ရှင်ပြိုင်ပြီးအနိုင်ရရှိခဲ့တဲ့မဲဆန္ဒနယ်မြေဖြစ်ပါတယ်။ဒီ2019ခုနှစ်ဂျာပြရွေးကောက်ပွဲအတွက်ကျိုးတယ်ဆန္ဒမဲကောက်ရွာမှာဒီလိုကိစ္စရပ်တွေထပ်မံပြောင်းမှုရှိမှုရှိကို မဲဆန္ဒရှိပြည်သူတွေကဆက်လက်စုံစမ်းမှုတွေပြုလုပ်နေကြပါတယ်ခင်ဗျာကျွန်တော်ဟင်ကိုပါချင်းပြည်နယ်မန်းရှုမြို့နယ်မှာရက်ကွက်ကျေးရွာအုပ်စု24ခုရှိပြီးလက်နက်ကိုင်တပ်ဖွဲ့လွှမ်းမိုးမှုရှိတဲ့ကျေးရွာ73ရွာရှိပြီးအစိုးရအုပ်ချုပ်မှုလွှမ်းမိုးတဲ့ကျေးရွာ73ရွာရှိပါတယ်မန်းရှုမြို့မှာဂျာဖက်ရစ်ကောက်ပွဲအတွက်မဲယုံ54ယုံရှိပြီးမဲဆန္ဒရှင်4300ကျော်ရှိပါတယ်မန်းရှုမြို့မှာတော့ပြည်နယ်လွှတ်တော်နှစ်နေရာနဲ့ပြည်သူ့လွှတ်တော်တနေရာအတွက်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပြည်ခံပြိုးပါတီ ရှန်တိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရှန်တိုင်းသားများဒီမိုကရက်တစ်ပါတီဝါလီဗရယ်ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီတို့ဝင်ရောက်ရှင်နိုင်ကြတာဖြစ်ပါတယ်ခင်ဗျာဒီကနေ့ပြုလုပ်နေတဲ့ဂျားဖွဲ့ရေကောက်ဝဲနဲ့ပတ်သက်လို့ဘကိုးတိုင်းဒေသကြီးမက်ဆန္ဒနဲ့အမတ်လေးညောင်လေးပင်မြို့နယ်မှာမဲပိမှုနေမှုအခြေအနေတွေကိုသိနိုင်ဖို့တောရောက်သတင်းယူနေတယ်သတင်းတော့ကိုနေလင်းထိုက်ကိုတိုက်ရိုက်မေးမြန်းကြည့်မှာဖြစ်ပါတယ်ဒါကိုနေလင်းထိုက်ရေဒီနေ့ဒီညောင်လေးပင်မြို့နယ်ရဲ့ပေါ့နော်မဲပိနေမှုအခြေအနေပေါ့ဘလို့များရှိလဲလူတွေရောလာကြရလား ဟုတ်ကဲ့ကျွန်တော်ဒီမနက်ဒီ9:00နာရီလောက်တည်းကကျွန်တော်ဒီညောင်လေးမျိုးနဲ့ဒီပတ်မဲုံးတွေကိုကျွန်တော်လိုက်ပတ်ပြီးတော့စောက်ကြီးရဲ့နေရာမှာဒီမပြည့်တဲ့လူတွေကမနစ်ကလည်းဆိုင်ပေါ့မလာရောက်နိုင်တယ်မလာမလာတာများနေကြတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့အဲ့လာရတဲ့သူတွေဟိုနေပါနေတော့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့တော့ဒီလိုမျိုးဟိုလာရတဲ့လူနေနေရဆိုတော့ ဟိုဘာကြောင့်လိုင်းလူတွေနည်းရလဲဒီစိတ်ဝင်စားမှုနည်းလို့လားတခြားဘာအကြောင်းရှိနိုင်အောင်မလဲဟုတ်ကဲ့ကျွန်တော်ဒီလိုင်းရတဲ့လူတွေဟိုအင်တာဗျူးတာမျိုးလို့ဒီမဲရုံမှုတို့ကျွန်တော်အင်တာဗျူးတာမျိုးမေးမြန်းအခါမျိုးတွေမှာကြာတော့ဒီဟိုပြည်သူရဲ့စိတ်ဝင်စားမှုအားနည်းတယ်နောက်ကြာတော့ဒီပါတီတွေသက်ဆိုင်ရာဟိုနည်းနည်းအော်ဇာဘာတွေကဒီအနေပေါ့ဟိုဒီသော်တော်ရေးတွေကဟိုဒီမျိုးနယ်တွေမှာနည်းလို့အဲ့လိုပြောကြရတာဟုတ်ကဲ့ကွန်လင်းတိုင်းအဲ့တော့ ဒီမဲယုံတွေမှာမဲပေးရဲ့လူတွေပေါ့နော်ဒီမဲယုံတွေရဲ့အခင်းချင်းအရာပွန်လင်းမြေတောင်မှုအခြေအနေရောဘယ်လိုရှိလဲမဲယုံတွေကမဲယုံတွေကအခုကျတော့ဒီမှာကျတော့ဒီပွန်လင်းမြေတောင်မှုတော့ရှိတယ်ပွန်လင်းပေါ့လုံကျွေးအင်အားလည်းခြားလာတယ်နောက်အဓိကစိုးရရတာဒီမဲလာမပေးတာပဲဒီဒီလေးမဲမဲယုံကိုဘလာဝဲနဲ့မဲလာမပေးတာပဲအဓိကအပြက်တနာဖြစ်နေတယ်အခုကဟုတ်ကဲ့ပါကိုနေတာအဲ့တော့နောက်ဆုံးတစ်ခုမေးချင်တာပေါ့နော် ဒီလက်ရှိသတင်းယူနေတဲ့သတင်းတော့တွေအနေနဲ့ရောသတင်းယူရတာအဆင်ပြေရလားဒီလွတ်လပ်ပွင့်လင်းမှုရောရှိရလားဗျဟုတ်ကဲ့အခုလက်ရှိသတင်းယူရတဲ့အခြေအနေမှာတော့ဘယ်လိုပွင့်လင်းမှုသာဖို့ရှိတယ်လွတ်လပ်သတင်းယူပိုင်ကိုတော့ရှိနေပါဗျဟုတ်ကဲ့ပါကွန်နေလက်ထားရေးကျေးဇူးတင်ပါတယ်ခင်ဗျအဲဒါတော့ဒီဘကိုးတိုင်းဒေသကြီးမဲဆန္ဒနဲ့အမှတ်လေးညောင်လေးပင်မြို့နယ်ကဒီဂျာဖက်ရွက်ောက်ပွဲမဲပေးနေတဲ့အခြေအနေကိုသတင်းယူနေတဲ့ကွန်နေလင်းထိုက်ကိုတိုက်ဆက်သွဲမြေမြန်ထားတာပါဆက်လက်ပြီးသတင်းကိုတင်ဆက်ပေးတော့ပါဦးမယ်ခင်ဗျာ ရောင်တိုင်းဒေသကြီးအမှတ်6အမျိုးသားလွှတ်တော်နေရာအတွက်ဂျားဖြတ်ရွက်ောက်ပွဲမှာမဲပေးနေတဲ့ခြေနေကိုကွန်သူကပြပို့ထားတာပါခင်ဗျာစတင်ဖွင့်နေကြအောင်ပြင်ညာပါတယ်ချင်းမဲစတင်ပြေလို့ရပါပြီလက်လက်သွားတဲ့အမျိုးသားလွှတ်တော်မဲဆန္ဒနဲ့အမှတ်6တွဲကမာရိုးကျင်းမြတိုင်းစိတ်ကံမြို့လာတာလှိုင်းလမ်းမတော်အလုံးမြို့တွေမှာဂျာမက်ရုပ်ောက်ပွဲကျင်းပနေတာပါဒီမြို့နယ်တွေမှာဆိုရင်မပိပံဝင်ရှိသူ3သိန်းကျော်လောက်ရှိနေပြီးတော့ကျွန်တော်တို့မဲရုံပေါင်း248ရုပ်ဝင်ကျင်လောက်ရှိပါတယ် မဲလ်စောက်ဖို့နဲ့အချိန်ကနေပြီးတော့အခုအချိန်ထိမဲယုံတွေမှာမဲလာပေးတဲ့လူဦးရေက၁၀ခန်းန်းဝန်းကျင်လောက်သာရှိသေးတယ်လို့မဲယုံဆောင်တဲ့သူတွေကပြောပါတယ်။၂015ယူကော့ပွဲနဲ့၂010ခုဂျာဘက်ယူကော့ပွဲရဲ့ကွာခြားချက်ကတော့လူလူစိတ်ပါဝင်စားမှုနည်းနေတယ်ဆိုတဲ့အချက်ပါပဲ။၂015မှာဆိုရင်အခုချိန်လောက်ဆိုရင်ကျွန်တော်တို့ဒီမှာဒီမဲယုံရှိတယ်မှာလူတွေစီတန်းပြီးတော့ကြိတ်ကြိတ်ထူးမဲပေးဖို့စောင့်ဆိုင်နေပြီမဲ့၂010ခုဂျာဘက်ယူကော့ပွဲမှာတော့လူမရှိတဲ့လောက်ရှင်းနေတယ်လို့မဲယုံဆောင်တဲ့သူတယောက်ကလည်းပြောထားပါတယ်ခင်ဗျ။ 2015ဆိုခုကျတော့လူတွေကတန်းစီလို့ပြည်နေပါကိုကျွန်တော်တို့လည်းအလုပ်တာအလုပ်နေတာအခုကဒါ2019ကျတော့လူတွေကတချို့ကဈေးသွားပြီးမှအေးဆေးလာကြမယ်လို့ရှိတော့ကိုရ2015ကျတော့လူတွေကအလူရောက်တန်းစီနေတာပေါ့အဲ့ကြရကျွန်တော်ကလူတွေရတဲ့အများကြီးဆိုကျွန်တော်တို့ကမဲရုံထဲမှာခွဲပြီးတော့အလုပ်လုပ်ရတော့ပေါ့ဗျာမဲပြီးတဲ့နေရာမှာမဲပြီးတဲ့လူကတော့အမှန်ကန်တော့အဲ့မျိုးအချိုးပြည့်ကြည့်ကြည့်ဒါပါပဲ ဟုတ်ကဲ့ပါအခုလိုမျိုးမဲပေးတာနဲပါနေတဲ့ပုံမှာအန်ကယ်တူတူတယောက်အနေနဲ့ဘယ်လိုများပြောချင်လဲဒါတော့ကြားပြရုပ်ောက်ွဲဆိုတော့နင်းမှာပေါ့ဒါတော့ထုံးနံတယ်လीဟိုကတော့ drain တွေတို့လောက်ရတဲ့အတူတူမတူဘူးလीအခုလိုမဲလာပေးတဲ့လူဦးရေနဲပါနေတာကမျိုးသားလှတော်မဲဆန္ဒနဲ့အမှတ်6အတွက်တနေရာတဲ့အတွက်ဝေရောက်ရှင်ပြိုင်တဲ့အတွက်ကြောင့်မလို့အခုလို့ မဲလာပေးတာ ਨੇ ပါနေတာဖြစ်တယ်လို့ရုပ်ောက်ဘွဲကော်မရှင်အဖွဲ့ကတာဝန်ရှိသူတူကပြောပါတယ်။အာ2015ကတော့ဒီအချိန်မှာတန်းစီနေတဲ့ပြည်သက်ကတော်တော်လေးကိုကြိတ်ကြိတ်တိုးတန်းစီနေတယ်မြင်ပါဘူး။အလုံးကုစလေတွေကလည်းတဏီရတဲ့ယူရတာပါ။အမျိုးသားလွတ်တော်တဏီရတဲ့တူယူရတယ်။အရင်2015တုန်းကတော့ကုစလေအစုံယူတာပါ။ပြီးတော့အပြောင်းလဲတစ်ခုအတွက်ပြောင်းလဲချိန်တန်ပြီဆိုတော့ ောင်ပုံးနဲ့တွေးကြော်တဲ့အနေအထားမျိုးလည်းရှိတယ်။ပအဝင်ကြီးကနေပြီးတော့လှုပ်ဆောင်မှုတွေလည်းအများကြီးရှိတယ်။တိတ်တိတ်ကြွားနဲ့ပအဝင်လှူရှားကြတာ။အခုကတော့နည်းနည်းစိတ်တွေကနည်းနည်းအေးအေးနေတဲ့ပုံစံ။လေးလက်သွားတဲ့မြို့သားလှတ်တော်မဲဆန္ဒနဲ့အမှတ်6အတွက်မဲပိပိုင်ဝင်ရှိသူ3,400,300ကျော်ရှိပြီးတော့မဲယုံ248ယုံရှိပါတယ်။ရက်ကွက်ပေါင်း84ရက်ကွက်ရှိပါတယ်။အဲ့ဒီထဲကမြို့နယ်တမြို့နယ်ဖြစ်တဲ့ကမာရွတ်မြို့နယ်မှာဆိုရင်မဲပိပိုင်ဝင်ရှိသူ9,443ဦး မဲယုံပေါင်း35ယုံကျင်းမြနိုင်မြို့နယ်မှာဆိုရင်မဲပေးပိုင်ဝင်ရှိသူ 9914ဦးမဲယုံ54ယုံစိတ်ကမ်းမြို့နယ်မှာဆိုရင်မဲပိပံဝင်ရှိသူ1839ဦးမဲယုံ3ယုံလာသာမြို့နယ်မှာဆိုရင်မဲပိပံဝင်ရှိသူ2200ကျော်နဲ့မဲယုံ18ယုံလိုင်မြို့နယ်မှာဆိုရင်မဲပိပံဝင်ရှိသူ3300ကျော်နဲ့မဲယုံ85ယုံလမ်းမတော်မြို့နယ်မှာဆိုရင်မဲပိပံဝင်ရှိသူ3300ကျော်နဲ့မဲယုံ23ယုံအလုံမြို့နယ်မှာဆိုရင်မဲပိပံဝင်ရှိသူ4500ကျော်နဲ့မဲယုံ32ယုံလို့ရှိပါတယ်ခင်ဗျာ ရုတ်တိုင်းဒေသကြီးမြို့တော်ပတင်ရဲ့တကြံမန်တက်တွေအတွက်လုံချုံအင်အား600ရာခန့်ချထားမှာဖြစ်ပါတယ်တော်စီမျိုးကပေးပို့ထားတာပါခင်ဗျာအေရီတိုင်းဒေသကြီးရဲ့မြို့တော်ဖြစ်တဲ့ပတိန်မြို့မှာတကြံကာလာအတွင်းမှုကင်းကြဆင်းရင်းနဲ့လုံချုံရီတို့အတွက်လုံချုံရင်းအင်အား600နီးပါးကိုတကြံမန်တက်တွေမှာချထားဖို့စီစဉ်ထားကြောင်းအေရီတိုင်းဒေသကြီးရဲ့တပ်ဖွဲ့ရုံးကသိရပါတယ်ဘူမန်တက်နှစ်ခုအပါအဝင်ဟိုကတင်ပြရဲ့မန်တက်စုပေါင်း12ခုအတွက် ဲ့ဒီနေ့အရာဆိုရင်ဘာရတို့6ဟာနေပါအဲ့တော့လူမျိုးဆိုတာဖြစ်ပါတယ်ဒီနှစ်ပသိမ်မြို့မှာတော့တကြံမန်းနဲ့စုစုပေါင်း12ခုရှိမှဖြစ်ပြီးအရင်နှစ်ကထက်ပုံမစီကောင်းအောင်ဆောင်ရွက်ထားတယ်လို့ ARD တိုင်းဒေသကြီးစီပင်ဝင်ကြီးကပြောပါတယ်။ဒီပသိမ်တကြံကတော့ဟောပါဘုရားကျွန်တော်တို့ခတိုင်းတိချိန်ပါတာတွေလည်းပုံပြီးတော့စီကားရမယ်။အဲနောက်ဒီပသိမ်မြို့ရဲ့ရက်ွက်ပေါင်းစုံကပြည်သူတွေဟောပါတော့ ပါဝင်ပြီးတော့ပြောရှင်းသာပါဝင်ဆင်နွှဲတဲ့တကြံဖြစ်စေခြင်းတော့ဒီနှစ်မှာ ARV တိုင်းဒေသကြီးအနေနဲ့ဒီခိုင်တကြံကိုလည်းပထမဆုံးအကျင့်ဖြစ်ထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ကတော့မန္တပ်တွေရဲ့လုံခြုံရေးအတွက်ရဲတပ်ဖွဲ့ဝင်အင်အားချထားတာအပြင်မန္တပ်ကြီးတွေမှာ CCTV လုံခြုံရေးကင်မရာတွေကိုလည်းအနည်းဆုံး၄လုံးကနေ၆လုံးအထိတပ်ဆင်ခိုင်းထားတယ်လို့တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးကသိရပါတယ်ကျွန်တော်တော်စင်မြို့ပါခင်ဗျာဒီဝီရုံမီတန်ကြမနက်စံတိုင်းသတင်းတွေကိုရှုစားကြကြတာပါမနက်၁၇နိုင်မှလည်း ထမံရရှိတဲ့သတင်းတွေကိုဖြည့်ဆက်ပြီးတင်ဆက်ပေးတော့မှာပါကျွန်တော်ညီနေပါအားလုံးကိုကျေးဇူးတင်ပါခင်ဗျာ